သဘောထားတင်းမာသူရှေယူဆွဲဝါရီတူဖြစ်တဲ့ပထမဆုံးဂျပန်မျိုးသမီးဝင်ကြီးချုပ်တဲ့ဆာနာအေတာကိုင်ချီဟာတာဝန်ဆောက်ယူပြီးတပတ်အကြာမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ကာနီကတူတူမျိုးမှာတွေ့ဆုံခဲ့ပါတယ်။စမတ်ဖုန်းတွေကနေတိုက်လေရင်တွေအထိကျေပြန်းတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာအလွန်အရေးကြီးတဲ့မြေရှားတပ်ထုတွေအခိုင်အမာရရှိရေးမူပေါင်းသဘောတူညီချက်တခုကိုနှစ်နိုင်ငံကောင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့အင်ဖြူရောကထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံကအလွန်မြင့်တဲ့ကုန်သွယ်ခွန်တက်တာခွင့်ရရှိရေးအပြန်အလှန်အနေနဲ့ဂျပန်နိုင်ငံရဲ့အမေရိကန်ဒေါ်လာဘီလီယံ950ရင်းနှီးမြှုပ်နှံမှုဂရီကဝတ်ကိုတမရထရန်ရရှိထားပြီးဖြစ်ပါတယ်။ဝင်ကြီးချုပ်တာကိုင်ချီကဂျပန်နိုင်ငံလုံခြုံရေးကုတာဝင်ကိုပို့ယူဖို့အမေရိကန်ရဲ့တောင်းဆိုမှုကိုကြိုတင်တုံ့ပြန်တဲ့အနေနဲ့ဂျပန်ကာကွယ်ရေးတုံးစစ်ကို GDP ရဲ့200ခိုင်နှုန်းထိတိုးမြှင့်မယ်လို့ကတိပြုထားပါတယ်။ခေါင်းဆောင်နှစ်ဦးရဲ့ထိတ်တိုက်ဆွေးနွေးမှုအတွင်နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ခိုင်မာရေးမျှော်မှန်းချက်ကို ဝင်ကြီးချုပ်တာကိုင်းချီထုတ်ပေါ်ပြောကြားခဲ့ပါတယ် Through these efforts, together with you, Mr. President, အဲ့ဒီမှာဂျပန်နိုင်ငံရောအမေရိကန်ပြည်ထောင်စုပါနှစ်နိုင်ငံစလုံးပုံမအင်အားတောက်တင်ပြီးပုံမတာယာဝပြောလာမှာဖြစ်ပါတယ်လို့ဝင်ကြီးချုပ်ဆာနာအဲတာကိုင်ချီကပြောဆိုခဲ့တာပါဝင်ကြီးချုပ်တာကိုင်ချီဟာတမရထရန်ရဲ့ပထမတက်တန်းတုန်းကတမရနဲ့အလွန်ရင်းနှီးပြီး နိုင်ပေါင်းများစွာခောက်အတူရိုက်ခဲ့သူလောက်ကျန်ခံခဲ့ရတဲ့ဂျပန်ဝင်ကြီးချုပ်ရှင်ဆိုအာဘေရဲ့ယင်းနှီးတဲ့မဟာမိတ်တူဖြစ်ပါတယ်။ရှင်ဆိုအာဘေရဲ့ခောက်တန်တချောင်းနဲ့အခြားလက်ဆောင်ပစ္စည်းတွေကိုတမရထွန့်ကိုဝင်ကြီးချုပ်တာကိုင်ကြီးကပေးအပ်ခဲ့တာကိုလည်းတမရထွန့်ရဲ့လက်ထောက်တူက X လူမှုကွန်ရက်မှာတင်ခဲ့တဲ့တပ်ပုံတွေရသိရပါတယ်။ He spoke so well of you. ကျွန်တော်တို့မတွေ့ဆုံခဲ့အစောကြီးကတည်းကအာဘေကခမည်းရဲ့အကြောင်းအများကြီးပြောခဲ့တာပါ။အဲဒါကြောင့်ခမည်းအခုဝင်ကြီးချုပ်ဖြစ်လာတာကို ကျွန်တော်မအံ့ဩပါဘူး။သူသာတိကျရင်အရန်ဝမ်းတာမှာပါလို့တမရထံကပြောဆိုပါတယ်။လွန်ခဲ့တဲ့ချုပ်နှစ်ကဝင်ကြီးချုပ်ရှင်ဆိုအပေကတမရထံကိုတိတ်ဆုံခဲ့တဲ့သူ့ကြိုမျိုးတော်ကအာကာစာကနန်းတော်မှာပဲဝင်ကြီးချုပ်တာကိုင်ချီနဲ့တမရထံတို့တိတ်ဆုံခဲ့ကြပါတယ်။အမေရိကန်တမရရဲ့ဒီအာရှခီးစင်ဟာသူ့ဇန်နဝါရီလကစတင်တာဝန်ယူပြီးနောက်ပိုင်းအရှိတအုံနိုင်ငံသားခီးစင်ဖြစ်ပါတယ်အရှိတအောင်အာရှနိုင်ငံနေတဲ့သဘောတူညီချက်အများပြားကိုကြီးညာခဲ့ပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားအပြစ်ခတ်ရစေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။ကြာသာပတိုင်းကြီးကြရင်တောင်ကိုရီးယားနိုင်ငံမှာတရုတ်တမရရှိချင်းဖြစ်နေထိပ်သီးဆွေးနွေးပွဲအပြီးသူ့ရဲ့ခီးစဉ်ကိုအဆုံးတတ်လိုက်မယ်လို့မျှော်လင့်ရပါတယ်ရှင်။